စပါတင်ရဲ့လောက်ရကမှန်ကန်ရဲ့လားဒါမှမဟုတ်မှားယွင်းသွားခဲ့လေသလားပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Shoe Sport News ကနေပြန်လဲပြီးတော့ကြိုးဆိုပါရစ်စပါတင်ကသူတို့တွေကို18နှစ်ကြာစူလာအောင်မြင်မှုတွေနဲ့ဝေးကွာနေမှုကိုအဆုံးသတ်ပေးခဲ့တဲ့နီးပြသည့် NG Postecoglou ကိုအသေးအနီးပြယာတို့ကနေထုတ်ပယ်လိုက်ပြီလို့သိရပါတယ်အဲလိုနီးပြဖြစ်သူကိုထုတ်ပယ်လိုက်တဲ့အတွက်ကြိုးသောစပါတင်ရဲ့ကစားမတွေအတင်းတော်ရှိသူတွေပေါ်ဒေါသထွက်ပြီးတော့ပေါက်ကွဲခဲ့ကြလို့သိရပြီးစပါတင်ရဲ့လောက်ရနဲ့ပတ်သက်ပြီးတော့ဒါမှန်ကန်တဲ့လောက်ရလားဆိုတာမေကွန်ထုတ်စရာရှိလာခဲ့ပါတယ် စပါတရာဆူလာအောင်မြင်မှုတွေနဲ့ဝေးကွာနေကြတာနှစ်ပေါင်းဆက်ခွန်ထီကိုကြာသွားခဲ့ပြီဆိုတော့ကိုအားလုံးလည်းအသိပါအဲ့လိုဝေးကွာနေမှု anti-posico လူကအဆုံးသတ်ပေးသွားခဲ့တာဖြစ်ပြီးတော့ special one ကြီး morinho နဲ့ antonio contiro လို့နီးပြားတွေတော့မလုံနိုင်တဲ့စွမ်းဆောင်မျိုးကို anti-posico လူကလှုပ်ပြသွားခဲ့တာဖြစ်ပါတယ် anti-posico လူဟာစပါသင်းအတွက်ဆူလာအောင်မြင်မှုရအောင်စွမ်းဆောင်ပေးခဲ့ပေမဲ့သူက premier league မှာတော့ရလာကောင်းတွေရှာဖွေနိုင်ခြင်းတော့မရှိဘူးလို့ဆိုရမှာပါ premier league မှာပေးစရာမှာအဆင့်ဆက်ခွန်နေရာမှာရတည်ခဲ့တယ်ဆိုတော့မှတ်တမ်းတော်တော်လေးကိုလည်းစိုးပါတယ်လက်ရှိစပါသင်းပိုင်ဆိုင်တဲ့အကစားမှာအစုဖွဲ့ကိုကြည့်မယ်ဆိုရင် အဲ့လိုအခြေအနေတွေဖြစ်တင်စရာအကြောင်းမရှိဘူးလို့ဆိုရမှာဖြစ်ပြီးဒါရှင်မှာဆိုလန်ကီရီချာလီစင်နဲ့ဆော်မင်တို့လူကစားမားတွေကိုလည်းပိုင်ဆိုင်ထားခဲ့လို့ဂလူဆက်စကီဂျွန်ဆင်နဲ့မက်ဒီဆင်လို့လူကစားမားတွေကိုလည်းရှိထားခဲ့တဲ့အထိစပါတင်လူစီအောင်ကြီးလိုက်တော့အာဂျင်နက်ဆရာတွေကောင်းနေခဲ့ပါလိမ့်ဒါပေမဲ့ပိုစီကိုဂလူရဲ့နီးစ်နဲ့ပိုင်ဟာစပါတင်တို့အလုံးမဖြစ်ခဲ့တာကိုတွေ့ရပြီးတော့အသင်းရဲ့ခန်းစစ်ပိုင်းဟာအားနည်းချက်တွေများစွာရှိခဲ့တာကိုလည်းမြင်တွေ့ထားရတာဖြစ်ပါလိမ့်ဒါစီပိုင်းကစားပေါ်ကကောင်းမွန်တော့ခန်းစီပိုင်းကအားနည်းချက်တွေရှိနေခဲ့တဲ့ပိုစီဂိုဂလူကစပါတင်းကိုယူရိုပါလိယူပေးနိုင်ခဲ့တာလွဲလို့ရှင်တခြားသောအပိုင်းတွေမှာတော့ အားစရာတကွမဟုတ်ရှိမထားခဲ့ဘူးလို့ဆိုရမှာဖြစ်ပါတယ်။အနိစ္စဆုံးဥမာပေးရမယ်ဆိုရင်မိုင်ယုံတင်ဥမာပေးရမှာဖြစ်ပြီးတော့ဒီအားဒီမိုင်ယုံတင်ကြုံတွေ့ခဲ့ရတဲ့ဒုက္ခဒုက္ခတွေက every time ကိုစောစီစီမထုတ်ပေးခဲ့တဲ့အကျိုးဆက်တွေလို့ဆိုရမှာပါ။ရာသီသည်မဆိုင်ကလေးက every time ကိုထုတ်ပြီးတော့ amorin စိတ်ကြိုက်တာပြင်ဆင်ပေးခဲ့မယ်ဆိုရင်မိုင်အသိန်းကအခုလိုအချိန်လေးကိုရောက်ရှိသွားခဲ့ကြမှာမဟုတ်ပါဘူး premier league 10ဘွဲလောက်ထိ every time ကိုတောင်းပေးခဲ့ကြပြီးမှမိုင်အသိန်းကအချိန်လေးမဟန်တော့မှန်းသိပြီးတော့ ruben amorin ကိုကမန်းကရမ်းနဲ့ခန့်ခဲ့ကြလည်းဖြစ်ပါတယ် အရီတိုင်းကိုမထုတ်ပေးခဲ့ရတဲ့အကြောင်းရင်းကလည်းနယ်သာလန်သားနီးပြဟာ FIFA ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပြီးအဲချက်တစ်ချက်တည်းနဲ့မန်ယူသင်းဟာအရီတိုင်းကိုဆက်လက်တောင်းယူစေခဲ့တယ်လို့သူလိုရှိတဲ့ကစားမားတွေကိုအသင်းစီကိုခေါ်ယူပေးထားခဲ့ကြတာပါ။အဲမှလည်းသူခေါ်ယူထားခဲ့တဲ့ကစားမားတွေဟာအသင်းတွေကတိတ်ပြီးတော့အဆင်မပြေသလိုဒဏ်ရာကစားမားတွေမှာများပြားလာခဲ့ချိန်မှာတော့မန်ယူဟာပြီးခဲ့တဲ့ရာသီမှာတိုင်ပတ်သွားခဲ့ရတာဖြစ်ပါတယ်။ မိုင်သိန်းတိုင်ဘတ်တို့မျိုးစပါးသင်းကလည်းတိုင်ဘတ်နေကြတော့မြေတွေးကြတာဖြစ်ပြီးစပါးသင်းတိုင်ဘတ်ချင်းအချက်တွေကပိုစီကိုဂလူရဲ့တိုင်းဆစ်ဆန်တဲ့ကစားကွက်ကိုခေါင်းမမနဲ့အသုံးပြုနေကြတာရောအသင်းအတွက်အားထားတဲ့ကစားမတချို့ရဲ့ဒဏ်ပြတ်တာတွေနဲ့ရင်ဆိုင်ကြရတာတွေပြင်ကစားမခုံမှုတွေမတိတ်ပြီးတော့မလောက်ခဲ့တဲ့အတွက်ကြောင့်လို့မြင်မိပါတယ်ပြီးကြတဲ့ရာသီကဆိုရင်စပါးသင်းဟာမက်တီတန်းစ်တယောက်တည်းကသာအငှားနဲ့ခိုးခဲ့ကြဖြစ်ပြီးတော့ကစားမသည့်ဖြည့်တင်းတာမျိုးတွေကိုတိတ်ပြီးတော့လောက်ခဲ့တာမျိုးမရှိဘူးလို့ဆိုရမှာပါ လာမယ့်ရာသီမှာဆိုရင်ချန်ပီယံလိဝင်ခွင့်မှာကစားသွားအောင်မှဖြစ်တဲ့အတွက်စပါးသင်းနေနဲ့ပိုစီကိုကလူထပ်ပို့ပြီးတော့ဆွမ်းဆောင်ပြနိုင်မယ်။နီးပြားသည့်တူးနဲ့အစားထုံးတွေပြုလုပ်သွားဖို့လိုအပ်ပါတယ်။ထုံမယ်ဆိုရဲဆန္ဒရှိတယ်ဆိုရင်ခုလိုရာသီမစားရင်လည်းထုတ်ပယ်လိုက်တာစပါးသင်းတွေအောင်နီးပြားပိုစီကိုကလူထပ်ပါဖြစ်သင့်တဲ့ဆုံးဖြတ်ချက်လိုပဲဆိုရမှာပါ။ရေရှည်တွက်ကြည့်မယ်ဆိုရင်တော့ဇူလာရယူပေးထားခဲ့တယ်ဆိုရင်အချက်ချက်တက်ကိုကြည့်နေလို့မရဘူးဆိုမှာဖြစ်ပြီးတော့အရင်လိုဥရောပပြိုင်ပွဲတွေမှာဆက်ပြီးတော့ရှိနေဖို့ဆိုရင်တော့ခုလိုဆုံးဖြတ်တာမှန်ကန်တဲ့လိုပဲဖြစ်နေတတ်မှတ်မှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီကြဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါစေခင်ဗျစုံလေးကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်